ကဲညတော့ကသွေးလင်းထက်ပွဲကတော့ပရိသတ်တွေရောကျွန်တော်ရောမျောလင့်ထားတဲ့အတိုင်းတော့ဖြစ်မလာခဲ့ဘူးသူ့ပဲမဲ့လဲသွေးလင်းထက်အကောင်းဆုံးလုပ်ခဲ့ဆိုတော့အခုသွေးလင်းထက်ရှုံးရခြင်းနောက်ွယ်ကအကြောင်းအရာတချို့ကြီးနော်အွန်လိုင်းပေါ်မှာရေးသားနေကြတာကိုလည်းတွေ့ရတယ်အဲ့ဒါကိုပြန်လည်ပြီးတော့ပရိသတ်တွေကိုရှင်းပြခြင်းနဲ့ ဒွေးလင်းထက်ကမနေ့ကဒါဘူတော်ကြီးဆိုင်အေးနဲ့ထိုးရတယ်ပေါ့နော်အာနေအောင်စလုံးကပထမအချီမှာဆိုရင်ပညာသားမပါဘဲကစားကြရပြီပေါ့လေဒါဒုတိယအချီမှာဒွေးလင်းထက်ကနောက်တောင်းနော်ပတ်တောင်နဲ့နောက်တောင်းတဲ့ချိန်ရရပြီပေါ့လေပြီးတဲ့ကကြတော့ဆိုင်အေးလည်းနောက်ထပ်နော်သူရဲ့ပြင်းအားပြင်းလက်သီးထိုးချက်နေပဲဒွေးလင်းထက်နောက်တောင်းတဲ့ချိန်ကြရဆိုတော့ပွဲစဉ်တစ်ခုလုံးကိုကြည့်မယ်ဆိုရင်ဘူတော်ကြီးဆိုင်အေးကဖိအားပေးထားတာဗျာ ပရိသတ်တွေလည်းတတိထားမိကြမှာပါဒီပွဲမှာဒါသွေးနှစ်ထက်ကပြိုင်မဲ့ဖိုက်တာကိုရှိန်နေဒါလာနော်ချန်ပီယံကြီးဖြစ်ခဲ့လို့ရှိန်နေဒါလာတခုတော့တခုပဲထိုင်းမိုင်းနေတယ်လို့ဖြစ်နေတာပရိသတ်တွေကတော့ကျွန်တော်မြင်တွေ့ကြမှာပါဒါဘိုးတော်ကြီးဆိုင်ရီကအသက်53နှစ်တည်းကိုဝင်တော့မယ်ဆိုပေမဲ့တက်လုံကတော့အင်မတန်မှဒါထိတ်လန့်ဖို့တော့ကောင်းပါရဲ့ဗျာ။နော်အသက်53နှစ်အရွယ်က10ကျော်သက်အရွယ်လို20ကျော်အရွယ်လို့ကစားနိုင်နေတာကတော်တော်လေးကိုထူးခြားတဲ့အရာပဲ။ အခုပြောဆိုနေကြတာတခုရှိတယ်။ Twilling Tech ပွဲအတွင်းမှာအခုလိုမျိုးနော်ထိုင်ထိုင်မိုင်းမိုင်းဖြစ်နေတာကဒါပွဲမဆခင်မှာပေါ့လေ။ဒါဟော လုံကလေးရက်ကဒါထိုင်းရဲ့ Wayne Fighter တယောက်ကသူ့ကိုဟိုနိုင်စေမဲ့အဆောင်ပေးလိုက်တဲ့ဟာကြောင့်လို့ပြောဆိုနေကြပြီလည်းဖြစ်ပါတယ်။အဲ့ဒီအကြောင်းကိုအဲ့ဒီဆွဲကြိုးကိုပေါ့လေအဲ့ဒီအဆောင်ကိုတည်တည်ချာချာလေးလာကြည့်မယ်ဆိုရင် Twilling Tech ကိုဒါပွဲအတွင်းမှာထိုင်းမိုင်းအောင်လှုပ်ထားတာအောင်းလန်းနဲ့ သွေးလင်းထက်တော့ဘာမှလှုပ်လို့မရအောင်လှုပ်ထားတာတော့အဆရှိပြည်မျိုးစုံပြောဆိုနေကြပြီလည်းဖြစ်ပါတယ်။ထိုင်းတွေကတကယ်ကိုရုံမာပါတယ်နော်။အဲလိုအခုလိုမျိုးသွေးလင်းထက်တို့ကိုမနိုင်စေချင်ဘူးဒါကြောင့်မို့လို့နော်နိုင်စေတဲ့အဆောင်အဆိုမျိုးဟိုပေးပြီးတော့မနိုင်စေတဲ့အဆောင်ဖြစ်နေဆိုပြီးတော့ပြောဆိုမှုတွေလေးရှိနေတာပါ။ဘလို့ဖြစ်ဖြစ်အရှုံးတို့လက်ခံရမှာပဲဒီပွဲကသွေးလင်းထက်တို့ကလုံးဝအရှုံးမရှိပါဘူး။ဘလို့ဖြစ်ဖြစ်အတွေ့အကြုံနော်ယူသက်လို့ရှိရအတွေ့အကြုံအများကြီးရတဲ့ပွဲပဲ။ ါဘယ်လိုပြောမလဲဆိုင်အေးဆိုတာကတကယ့်ကိုမှ Wire Fighter ကြီး Legend ကြီးနော်ကမ္ဘာတကူချန်ပီယံဖြစ်ခဲ့တဲ့တွေ့ကြုံလေးအများကြီးပဲဆိုတော့အသူအနေနဲ့နော်သူကချန်ပီယံဖြစ်ခဲ့တဲ့စရိတ်အနေထားမျိုးနဲ့လောဝကိုဟိုသွေးလေးထက်လိုလူစားမျိုးလေးကိုအေးစစ်စစ်ပဲထိုးသက်သွားတာနော်တကယ်ကိုမှကြောက်ကမလေးလေးလင်းစားဖို့လေးကောင်းတယ်သွေးလေးထက်တော့နော်ဘာကိုရှိန်နေတာလဲတော့မသိဘူးဒါပေမဲ့နော်နောက်တောင်းတဲ့ချိန်ရတော့အားရချေနေမိပါရဲ့ဗျာ